ဂနက်တစ်ကွန်ဒက်တာပါတယ်ပါတော့ကြတော့ဒီမှာထောက်မအတန်ကြီးနားထောင်အဲ့ဒါပြောင်းမြန်လဲတဲ့အတန်နော်အဲ့ဒီပြောင်းမြန်လဲနေပြီဆိုရင်ပြီးဆော့ဆော့ချိန်ထားတဲ့ pressure gauge ရဲ့လက်တန်လည်းဆင်းသွားမှာမဟုတ်ဘူးဒါဆိုရင်တိကျတယ်ဒါကြီးကပြောင်းမြန်လဲနေတာဆိုရင်ပြောင်းမြန်ဘာကြောင့်လဲတာလဲစီကွန်မှာဆိုရင်ဘိုးကိုကျွန်တော်မစင်းစားတော့ဘိုး၃လိုင်းလုံးရှိနေတဲ့အတွက်ဒါလိုင်း၃လိုင်းလုံးပြည့်စုံတယ်ဒါဆိုရင်အဲ့ဒီလိုင်း၃လိုင်းလုံးကအစီအစဉ်ကြမကြပဲစင်းစားတော့မှာဟုတ်ပြီနော်အစီအစဉ်မကြတာပဲဖြစ်နိုင်တယ် โอเคအဲ့တော့ကြတော့စီးကွန့်မီတာမပါဘူးမပါဘူးဆိုတော့ဘယ်လိုလုပ်မလဲမပါဘူးဆိုတော့စီးကွန့်မီတာဤပါနေမှာကျွန်တော်တို့ကစီးကွန့်မှန်မှန်မှန်သိရမှာလားမဟုတ်ဘူးအဲ့ဆိုဒီမှာ pressure gauge ရှိတယ်โอเคအားလုံးမင်္ဂလာပါကျွန်တော်တို့ဒါ error code လေးတွေပေါ့နော်ကျွန်တော်အနေနဲ့ error code လေးတွေမတင်မဲနဲ့ဈေးတွေကြည့်ရအောင်ညာကြာကြီးပေါ့နော်ဆိုတော့ဒီနေ့မှာဆိုရင်ဒါ chico 3000 flow stand လေးတွေပေါ့နော် အဲအဲ့ဒါကို E7 error code လေးတွေအကြောင်းကျွန်တော်တင်ပူးပါတယ်ဒါပေမဲ့အခုကဘာပြန်တင်ပေးမလဲဆိုတော့ E7 error code တွေပဲဖြစ်ဖြစ်ပေါ့နော်တခြားဘိုင်လို့ error code ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ဒါ error code တစ်ခုပေါ်တဲ့အခါမှာမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ဟိုကိုက error တစ်ခုရှင်းပြီးသွားရဆိုရင်ပထမတော့သင်ယူရဲပေါ့ဗျာနောက်ပိုင်းကျတော့ပို့ပြီးမြန်မြန်ရှင်းနိုင်တဲ့ sense ပေါ့အဲ့ဒီ sense ကိုသင်ပေးမှဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒါ E7 ဆိုပြီးတော့ error တက်တယ် ဘရေကာတင်လိုက်တယ်တင်ပြီးရင်မောင်းတယ်အဲတက်ပြီပြတယ်โอเคနော်ဒါဆို E7 ဆိုပြီးတော့အဲ့ဒါကုတ်ကသူကဆက်ကိုလဲချိန်အောင်မပေးဘူးတမ်းပြီးတော့ပြရတယ်ဆိုရင်ဒါ protection အဲ့ဒါဖြစ်ပါတယ် protection ဆိုတာဘယ်လိုမျိုးလဲဆိုတော့ compressor ကိုဖြစ်စေပေါ့နော်အလုံးကလဲလို့မသင့်တော်တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်ဒါ protection လောက်ထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကဘာကိုစဉ်းစားရမလဲဆိုတော့ကျွန်တော်တို့ကဒါတစ်လုံးနှလုံးသုံးလုံးပေါ့နော်ပြပြလိုက် သုံးလုံးရှိတယ်။ air con နေရာသုံးလုံးရှိတယ်။သုံးလုံးလုံး air ကပုံစံစင်တူပဲဖြစ်တယ်။စင်တူပဲဖြစ်တယ်ဆိုရင်အဲဒါဆိုရင် air မှာဆိုရင် mi line လည်းဖြစ်နိုင်တယ်ပေါ့နော်။ e7 ရဲ့ air ကိုကျွန်တော်တို့အရင်ဆုံးစဉ်းစားမယ်။ဘာတွေဖြစ်နိုင်လဲဆိုတော့ sequence မှာရင် e7 ပြမယ်။အဲ low pressure တို့ high pressure တို့ heat sink တို့အဲအဲ့ဒါတွေကနေလဲ e7 ပြမယ်။ပြီးရင် feedback feedback ဆိုတဲ့နေရာမှာ auto circuit က power မလာတာဖြစ်စေ အော်ရိုဆာကေရဲ့ rally မကောင်းတာဖြစ်စေအော်ရိုဆာကေက i feedback ပြန်မပေးရင်လည်း a7 ပြမယ်โอเคအဲ့ဒါဆိုအော်ရိုကက e7 က feedback ပေးတယ်အင်းတို့မှာလက်ခံရမယ် feedback ရောက်မလာဘူးဆိုရင်လည်း e7 ဖြစ်မယ်ဒါပဲ e7 ဖြစ်နိုင်တဲ့ဟာဒါပဲအဲ့ဒါဆိုရင်အဲ့ဒါကအဲ့ဒါဒီအားလုံးပြီးပြီဆိုတော့လည်း e7 ပြောက်ပြီနောက်တစ်ခုအဲ့မှာ e7 ပေါ်တဲ့ကြာချိန်ကြာချိန်ကိုကြည့်မယ်ကြာချိန်ကိုကြည့်တဲ့အခါမှာ e7 ကဘာဖွင့်တာနဲ့တန်းပြီးပေါ်တဲ့ဆိုရင် အဲ့ဒါမီးလိုင်းအဲ့ဒါပဲဖြစ်ပါတယ်မီးလိုင်းအဲ့ဒါပဲဖြစ်တဲ့အတွက် sequence ပြောင်းရင်ပြောင်း sequence မားရင်မား face တစ်လိုင်းပြောင်းရင်ပြောင်းဒါပဲနော်အဲ့ဒါဆိုရင်အောက်တို့တစ်ချက်သွားကြည့်မယ်ကျွန်တော်ပြပြဖုန်းနဲ့ပြန်လက်အကုန်လုံးရှေ့ဖုန်းမှလက်လိုက်ရမီတာယူရပြီ โอเคဒါဆိုရင်အော်တိုယူနစ်ကိုရောက်ပြီရောက်ပြီဆိုလို့ရှိရင်ဒီမှာကြီးအော်တိုဆာကစ်မှာဆိုရင်လည်းဒါမီးလုံးတစ်ခုခုလင်းနေပြီပေါ့နော်ဒါဆိုရင်အော်တိုဆာကစ်ကပါဝါလာတယ်နော်အဲ့လိုမီးလုံးမီးလုံးတစ်ခုခုလင်းနေပြီဆိုတော့အော်တိုကတ်ရဲ့ပါဝါလာတယ်ဆိုတော့အော်တိုကတ်ပါဝါမလာတာမဟုတ်တော့ဘူးအော်တိုကတ်ကအသက်ရှိတယ်နောက်တစ်ခုဘာလုံးရမလဲဆိုတော့အရင်ဆုံးကျွန်တော်ပြောတယ် E7 တန်းပေါ်တယ်ဆိုရင်ဒါမီးလိုင်းအဲတာမီးလိုင်းအဲတာဆိုတာနဲ့တိုင်းလိုက်ဘိုးတွေထောက်တိုင်းမယ် line 1 line 2ပြရတဲ့အတိုင်းနဲ့အားလေး line 1 line 3 yeah တော့ပါဆို line 3 line 2တော့ okay အဲဆိုရင်သုံးငုတ်ပက်လဲတိုင်းလိုက်တဲ့အခါမှာဒါကြောင့်ဘိုးတိုင်းတာလည်းသိလားဘိုးတိုင်းရတဲ့ရည်ရွယ်ချက်လည်းရှိတယ်အဲ့ဒါကအဲ့ဒီ line 3 line လုံးမှာဘိုးရှိမရှိကျွန်တော်တို့ကသိချင်လို့ line 2 line တိုင်းရင်380နဲ့အထက်ရှိရမယ်ရှိတဲ့အတွက်ဒါဆိုရင် line တစ် line အောက်မနေဘူးဆိုတာကိုသိရတယ်အဲ့ဒါဆိုရင်ဘိုးကိုကျွန်တော်မစဉ်းစားတော့ဘိုး3 line လုံးရှိနေတဲ့အတွက် ဟာလိုင်းသုံးလိုင်းလုံးပြည့်စုံတယ်ဒါဆိုရင်အဲ့ဒီလိုင်းသုံးလိုင်းလုံးကအစီအစဉ်ကြမကြပဲစဉ်းစားတော့မှာဟုတ်ပြီနော်အစီအစဉ်မကြတာပဲဖြစ်နိုင်တယ်โอเคအဲ့တော့ကြတော့စီးကွမ်းမီတာမပါဘူးမပါဘူးဆိုတော့ဘယ်လိုလုပ်မလဲမပါဘူးဆိုတော့စီးကွမ်းမီတာဤပါနေမှာကျွန်တော်တို့ကစီးကွမ်းမှန်မှန်မှန်သိရမှာလားမဟုတ်ဘူးအဲ့ဆိုဒီမှာ pressure gauge ရှိတယ် pressure gauge ချိန်လိုက်မယ်ချိန်လိုက်လို့ရှိရင်ဟိုသူ့ရဲ့ pressure gauge ကတော့ဟို standing pressure ပြနေလိမ့်မယ်ဟောကွာ standing pressure ပြနေတဲ့အခါမှာဟုတ်ပြီဒီမှာဆိုရင် magnetic conductor ပါတယ်နော်ဒီကပြန်တက်လိုက်ပြီလားလက်လိုက်โอเค โอเคဒီမှာเนาะမဂနက်တစ်ကွန်ဒက်တာပါတယ်ပါတော့じゃတော့ဒီမှာထောက်မအတန်ကြီးနားထောင်အဲ့ဒါပြောင်းပြန်အလဲတဲ့အတန်เนาะအဲ့ဒီပြောင်းပြန်လဲနေပြီဆိုရင်ပြီးစောစောချိတ်ထားတဲ့ pressure gauge ရဲ့လက်တန်လည်းဆင်းသွားမှာမဟုတ်ဘူးဒါဆိုရင်တိကျတယ်ဒါကြီးကပြောင်းပြန်လဲနေတာဆိုရင်ပြောင်းပြန်ဘာကြောင့်လဲတာတော့စီကွန်မားလို့ဟုတ်ပြီနော်အဲဆိုရင်ကျွန်တော်တို့ကတော့စစ်ပြီးသားမလို့ဒီမှာ line 1နဲ့ line 2နဲ့ chain line တဲ့အခါမှာစီကွန်မှန်သွားပြီ မှန်သွားတဲ့အချိန်မှာပြန်ထောင်းလို့တဲ့အချိန်မှာလဲလဲလဲသွားပြီကွန်ပျူတာလဲတဲ့အခါမှာအတန်ကချော်ချော်မွေ့မွေ့လေးနဲ့လဲတယ်ပြီးရင် pressure gauge လည်းဆင်းသွားပြီဆိုရင်ဒါဆိုရင် sequence မှန်သွားပြီ okay သွားပြီအဲ့ဒါဆိုရင် sequence စစ်တဲ့မီတာလိုသေးလားမလိုဘူးဟုတ်ရောအဲ့ဒါဆို sequence စစ်တဲ့မီတာမပါဘဲနဲ့ကျွန်တော်ဒါ sequence မှန်နေလားမမှန်နေလားကိုသိနိုင်တဲ့နီလန်ဖြစ်တယ်အဲ့တော့နောက်တစ်ခု error အဖြစ်ပေါ်သွားပြီအဲ့ဒါဘာလဲဆိုတော့1 2 chain လိုက်တာနဲ့ကောင်းတယ်ဆိုတော့ဟိုမှာတစ်လုံးဒီမှာတစ်လုံး ဟုတ်ပြီနော်အဲ့တော့၃လုံးလုံးက1 2 6ချိန်လာနဲ့ကောင်းမှသိကြတယ်ဒါဆိုရင်လွယ်လွယ်လေးမင်းဝင်သွားပြီးတော့1 2 6ချိန်လိုက်ပြီအဲ့ဒါရှိတဲ့ aircon အားလုံး၃လုံးလုံးအဲ့ဒါရှင်းပြပါလိုက်ပြန်လုံးလိုက်တော့ရပြီ okay အဲ့ဒါဆိုရင်ကျွန်တော်ပြောချင်တာဒီနေ့ကအဲ့လိုမျိုး error တွေစစ်တဲ့အခါမှာငင်းငင်းဆန်ဆန်နဲ့ရှင်းနိုင်ဖို့ပေါ့နော်တကူးကူးဆိုတာနဲ့အစာဆုံးရင်အတိုင်းလိုက်လုံနေစရာမလို့ကျွန်တော်သိနေတဲ့အဟာတကူးကူးမှာစဉ်းစားလိုက်လို့ရှိရင် မြဲမြဲဆန်းဆန်းရှင်းနိုင်မှာဖြစ်ပါတယ်ပို့ပြီးတော့လဲလွယ်ကူနေမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ glass မှာ error ရှင်းနေတာတွေလည်းရပါတယ်ဒါပေမဲ့ကျွန်တော်ကဈေးများများရောင်းနေလို့ error ရှင်းတာလေးတွေမလုပ်ဖြစ်တာပါ air one နဲ့ပတ်သက်ရင်ဘာပဲလို့လို့ glass ရှိပါတယ်โอเคကျေးဇူးတင်ပါတယ်ခင်ဗျာ